ကဲဒီနေ့မှာဆိုရင်တော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေပြီးတော့ဒီဝူဘန်တန်ရဲ့တိုက်စင်မှုဖြစ်တဲ့မာတီးရဲ့ကွန်ညာဟောတာပုဂ္ဂိုလ်ရဲ့သဘောတူညီမှုရရှိဖို့အတွက်တော်တော်လေးနှီးစက်နေပြီဆိုပြီးတော့တီးရပါเนาะအဲ့တော့ဒီအပြောင်းရွှေ့လေးနဲ့ပတ်သက်ပြီးတော့ဒါနောက်ဆက်တဲ့ထွက်လာခဲ့တဲ့သတင်းလေးနဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ် ဲအဲ့တော့ကိုလက်ရှိမှာဆိုရင်တော့ Manchester United အသင်းရဲ့ဒီတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ United ကဒါပထမဆုံးတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့လှုပ်ရှားလာခဲ့တဲ့ဒီအပြောင်းရွှေ့တခုလို့ပြောလို့ရပါတယ်။အဲမာတီးယက်ကွန်ညာနဲ့ United ကကျွန်တော်ဒါသတင်းထွက်တာတော့အစောပိုင်းကတည်းကတည်းကသတင်းထွက်တာပေါ့နော်။ဒါပေမဲ့အခုလက်ရှိမှာပုံကိုရရသဘောတူညီမှုရရှိဖို့တွေပါတယ်။သတင်းနေ့တော်တော်လေးထွက်လာခဲ့ရဆိုတော့ဒီအပြောင်းရွှေ့ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့မာတီးယက်ကွန်ညာအနေနဲ့ဆိုရင်လည်းအရင်ကတည်းကတည်းက United နဲ့ကသတင်းတွေထွက်လာတော့မှန်တယ်။ဒါပေမဲ့ဒီလောက်ထိကြေကြေပြန့်ပြန့်ညီတော့ သတင်းတွေတော့မထွက်ခဲ့ဘူးပေါ့နော်အခုလက်ရှိသတင်းတွေထွက်နေရတာကြတော့ကြတော့အဲ United နဲ့မာဒီယကွန်ညာနဲ့ကြတော့ဒီအခုလက်ရှိမှာပုံကိုရသဘောတူညီမှုရရှိဖို့အတွက်တော်တော်လေးနှီးဆက်နေပြီဆိုပြီးတော့လည်းသိရှိရတယ်နောက်ပြီးတော့ United အနေနဲ့ဒီအပြောင်းအရွှေ့ကိစ္စတွေကိုအဲဒီလမကုံငင်အချိန်တော်တွင်းမှာကျွန်တော်ဒါအပြီးတက်အောင်ဒါဆွမ်းဆောင်သွားမယ်ဆိုပြီးတော့လည်းသိရှိရတယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အခုလက်ရှိတိုက်စစ်ပိုင်းမှာဆိုရင် Match White Line ရဲ့ကျွန်တော်ဒီမာဒီယကွန်ညာနှီးရရှိရပေါ့နော်အဲ့တော့ Match White Line ကိုပဲကျွန်တော် United အနေနဲ့ဆက်ပြီးတော့အသင်းမှာပဲဆက်ပြီးတော့ထားသွားမလားဒါမှမဟုတ် မာဒီယကိုညာကိုခေါ်လိုက်ပြီးတော့မက်ရှယ်ဝိုင်လန်ကိုဘေးကိုပဲအငှားချမလားဒါမှမဟုတ်အပီးသက်နဲ့ပဲရောင်းထုတ်သွားမလားဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ပေါ့ဘာလို့ United အနေနဲ့အခုလက်ရှိမှာတိုက်စစ်ပိုင်းမှာစတင်ပြီးတော့ဒီကစားသမားခေါ်ယူမှုစ조사တယ်ဆိုတော့ဒီ United မှာကကစားသမားခေါ်ယူဖို့လိုအပ်တဲ့နေရာတွေအများကြီးရှိရဲ့ဗျာသိလားအခုလက်ရှိဒီဝင်းဘက်တွေမှာကြည့်မယ်ဆိုရင်ဝင်းဘက်တွေမှာကအခု Marcus Rashford တို့ Anthony တို့ပါလို့ဆိုရင်လည်းအငှားချထားတဲ့ကစားသမားတွေကိုသူတို့အနေနဲ့ United အနေနဲ့အပီးသက်ရောင်းဖို့လည်းရှိနေရဲ့ဆိုတော့ဒီနေရာမှာပြန်ပြီးတော့ဟိုကစားသမားတွေရဲ့ဖြည့်ဖို့ကလည်းလိုအပ်သေးတယ်ဆိုတော့ ခုလက်ရှိဒီတိုက်စစ်ပိုင်းကိုပထမဆုံးစပြီးတော့ဖြည့်တဲ့အပေါ်မှာဆိုရင်တော့ကျွန်တော်အနေနဲ့သဘောကျတယ်လို့တော့ပြောလို့ရပါတယ်ဆိုတော့မာတီးယက်ကွန်ညာဆိုတာကလည်းအဲ United ရဲ့ဒီကစားပုံနဲ့အဝင်ကွန်ညာဖြစ်ဖို့ဆိုတာတော်တော်လေးနီးစပ်တဲ့ကစားသမားတစ်ယောက်လို့တော့ကျွန်တော်တော့မြင်တယ်အဲနောက်တစ်ခုရှိတာကဒါ Fabrizio Romero ရဲ့ဒါပြောပုံအရဆိုရင်လည်းမာတီးယက်ကွန်ညာကိုကျွန်တော် United အသင်းဘက်ကနေပြီးတော့ဒါပြောင်းရွှေ့ကြည့် Euro 62.5တန်းလောက်တော့ United အနေနဲ့ပေးသွားပွဲရှိတယ်ဆိုပြီးတော့လည်းသိရှိရတယ်ဆိုတော့အခုလက်ရှိမှာကအဲ United နဲ့ဒါမာတီးယက်ကွန်ညာတို့ကြားမှာဆိုရင်လည်းပုံကိုရဲ့သဘောတူညီမှုရရှိဖို့ကတော်တော်လေးနီးစပ်နေပြီဆိုတော့ United အသင်းဘက်က တော့တကယ်ကိုသတင်းကောင်းတစ်ခုလို့ပြောလို့ရပါတယ်။ exit buy နဲ့ပတ်သက်ပြီးတော့သတင်းထွက်တာကတော့ beta osiman ရှိရယ် beta yorkrat တို့တပြည့်တိုက်စစ်ကစားသမားတော်တော်များများနဲ့သတင်းထွက်တယ်။ဒါပေမဲ့အခုလက်ရှိမှာကဟိုစိုင်းမစင်ဘုံမစင်ဆိုသူတို့ပဲကျွန်တော်တို့ပထမဆုံးစတင်ပြီးတော့သတင်းထွက်လာကတော့မာတီရဲ့ကိုညာဆိုတော့ အဲဆိုတော့မစိုးလို့တော့ပြောလို့ရပါတယ်တိုက်စစ်ပိုင်းမှာကျွန်တော်တို့သဘောကျတယ်ဗျမာဒီယကွန်ညာအောင်တော့အဲပရိသတ်ကြီးအနေနဲ့ဆိုရင်ရောအခုလက်ရှိမှာ United အနေနဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မာဒီယကွန်ညာအောင်စတင်ပြီးတော့ဒါချိန်ဆက်လိုက်တဲ့အပေါ်မှာဆိုရင်ဘယ်လိုမျိုးမြင်ကြလဲဒီတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့မာဒီယကွန်ညာအပြင်ဘယ်တိုက်စစ်ကစားသမားတွေကိုကြိုက်ကြတယ်ပေါ့နော်ကွန်မန့်မှာတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအဆုံးနဲ့ကြည့်ရှုပေးကြရပရိသတ်တရားရှင်တွေအကြောင်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel ကိုလည်း Like and Subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်